မြေစိမပြည်သက်များလုံးမင်္ဂလာပါမတ်လ9ရက်နေ့ည9:00နာရီတမြေစိမပရိုင်တိုင်းမြေစိမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မြန်မာနိုင်ငံမှာအသေးစားအမှုမြူတာပေးဆက်ယုံဆောက်လုပ်ရေးစစ်ကောင်စီနဲ့ရုရှားသဘောတူတဲ့သတင်းတောင်တာမှာစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး3ဦးအပါအဝင်6ဦးသေဆုံးတဲ့သတင်းကမ်ဘလူးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းနဲ့ ထိုင်းမှာဗုဒ္ဓဘာသာဆိုင်ရာအားလရက်တွေမှာအရက်ရောင်းချမှုကိုအကန့်အသတ်နဲ့ခွင့်ပြုဖို့ပြင်ဆင်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမြန်မာနိုင်ငံမှာအသေးစားအမှုမြူဒါဘေးစက်ယုံဆောက်လို့ရေးစစ်ကောင်စီနဲ့ရုရှားတို့သဘောတူတဲ့သတင်းနဲ့ဆက်လိုက်အောင်ပါမြန်မာနိုင်ငံမှာအသေးစားအမှုမြူဒါဘေးစက်ယုံဆောက်လို့ရေးရုရှားနဲ့သဘောတူညီမှုရခဲ့တယ်လို့စစ်ကောင်စီကဒီကနေ့မတ်လ9ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ် စစ်ကောင်းဆောင်နဲ့ရုရှားတမရပူတင်တို့မတ်လ၄ရက်နေ့ကမီဒီယာတွေနဲ့တွေ့ဆုံတဲ့အချိန်ပူးတွဲကြေညာချက်တွေနဲ့ပြောကြားချက်တွေကိုစစ်ကောင်စီကထုတ်ပြန်ရမှာအဲ့လိုဖော်ပြထားတာဖြစ်ပါတယ်။ရုရှားတမရကမြန်မာပြည်တွင်းရေးအခြေအနေကိစ္စရပ်တွေကောင်းမွန်စေဖို့အတွက် ထောက်ခံအားပေးနေပြီးပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းအဲ့ဒီကြေညာချက်မှာစစ်ကောင်စီနဲ့ရုရှားပူးပေါင်းဆောင်ရွက်ရေးအတွက်ပြောင်းလဲအတည်ပြုခဲ့ကြောင်း ကုံသွယ်မှုနဲ့ယင်းနှိမ့်နှံမှုမှာစားရက်တဘိုးဖွံ့ဖြိုးတိုးတက်စေဖို့လိုပါရှိကြောင်းဆိုပါတယ်။စွမ်းရင်ခန်းကဏ္ဍမှာလည်းပူပေါင်းဆောင်ရွက်လျက်ရှိပြီးမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်ဖို့စီစဉ်နေပါတယ်။တခြားနယ်ပယ်တွေမှာလည်းပူပေါင်းဆောင်ရွက်သွားဖို့မိမိတို့အနေနဲ့အသင့်ရှိပါတယ်လို့ရုရှားသမ္မတကဆိုပါတယ်။အထူးသဖြင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းရင်အရင်းမြစ်တွေတိုးတက်ရေးမြန်မာနိုင်ငံမှာအသေးစားနှုတ်မြူတရားပေးစက်ယုံဆောက်လုပ်ရေးအတွက်သဘောတူညီခဲ့ကြောင်း ဆော့လိုရီနဲ့ပတ်သက်တဲ့သဘောတူညီချက်တချို့ရှိခဲ့ကြောင်းကိုလည်းသူကထည့်သွင်းပြောပါရယ်စစ်ကောင်စီခေါင်းဆောင်ရဲ့ရုရှားခီးစဉ်အတွင်းသဘောတူညီချက်10ခုလက်မှတ်ရေးထိုးခဲ့ကြောင်းဖော်ပြထားခဲ့ပေမဲ့အဲ့ဒီသဘောတူညီချက်10ချက်ကိုတော့ထုတ်ပြန်ချက်မှာအသေးစိတ်ဖော်ပြထားတာမရှိပါဘူးစစ်ကောင်ဆောင်ကတော့ရုရှားခီးစဉ်ကတဆင့်နှစ်နိုင်ငံကြားချစ်ချည်ရင်းနှီးမှုပုံမှန်နှိုင်းဆိုင်စီပြီးနှစ်ဖက်အကြားမှာကုန်သွယ်ရေးစီးပွားရေးကာကွယ်ရေး ိပ်ပံတဲ့ဤပညာလျက်စစ်စွမ်းအားဆက်မှုနဲ့စွမ်းရင်ကဏ္ဍအပါအဝင်အကျိုးတူကဏ္ဍဆောင်ပူပေါင်းဆောင်ရွက်မှုတွေမကြခင်ကာလတွင်အခုထက်ပိုမိုတိုးတက်အောင်မြောင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားထားပါတယ်။ဒါပြင်စစ်ကောင်းဆောင်ကရုရှားတမရကိုမြန်မာနိုင်ငံကိုချစ်ကြည်ခီးလာရောက်ဖို့ဖိတ်ခေါ်ခဲ့တာကိုလည်းတွေ့ရပါတယ်။စစ်ကောင်စီခေါင်းဆောင်အနေနဲ့အာဏာသိမ်းပြီးတဲ့နောက်ရုရှားနိုင်ငံကိုလေးချိန်မြောက်ခီးစဉ်အဖြစ်မတ်လ3ရက်နေ့ကလေးကရောက်ရှိနေတာဖြစ်ပြီးမတ်လ4ရက်နေ့မှာရုရှားတပ်မတော်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လက်ရှိခီးစဉ်နဲ့ပတ်သက်လို့ Justice for Myanmar ကရုရှားနိုင်ငံဟာမြန်မာစစ်အုပ်စုအတွက်အဓိကလက်နက်တင်သွင်းသူအဖြစ်နဲ့မြန်မာပြည်သူလူထုအပေါ်စစ်အုပ်စုကျူးလွန်နေတဲ့စစ်ရာဇဝမှုတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့လောင်စာမီးထိုးပေးနေတာဖြစ်တယ်လို့မတ်လ၄ရက်နေ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာတောင်သားမှာစစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်မှုကြောင့်အမျိုးသမီး၃ဦးအပါအဝင်၆ဦးသေဆုံးတဲ့တဲ့တွင်ဆက်ရအောင်ပါ မန္တလေးတိုင်းတောင်တာမြို့နယ်နောက်ချမ်းမှာရှိတဲ့နတ်ဆောင်ကြီးရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်မှုအတွင်းအမျိုးသမီး၃ဦးအပါအဝင်အရသား၆ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မနေ့ကမတ်လ၄ရက်ည၁၀နာရီခွဲကမှာဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအိမ်30ခန့်မိလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဂျက်တိုက်လေးနဲ့ကြားပြီးဆိုတော့နဲ့အိမ်ထဲကနေထွက်ပြေးတဲ့သူကပြေးကြတယ်။ဘုံကိုကျင်းရှိတဲ့သူတွေကလည်းကျင်းထဲဝင်ပုံကြတယ်။ ရွာဘုံကိုခုနှစ်ပတ်လောက်ပတ်ပြီးဘုံတွေကျဲသွားတာလို့ဒေသခံမျိုးသမီးတူကမျက်စိမှောက်ကိုပြောပါတယ်။အဲ့လိုဘုံကျဲတိုက်ခိုက်မှုအတွင်းအမျိုးသမီး၃ဦးအမျိုးသား၁ဦးနဲ့ကလင်းငယ်၂ဦးဘုံစာထိမှန်တေဆုံးခဲ့ပြီးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူ၂ဦးရှိတယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းမှာလဲတောင်တာမြို့နယ်နတ်ဆောင်ကြီးွာတဝိုက်မှာစစ်ကောင်စီတပ်ကဂျက်တိုက်လေရင်တစီပြန်ဝင်နေတဲ့အတွက်နတ်ဆောင်အင်တယ်ဗရက်စာကုန်းထန်းချင်းထန်းမင်ချန်း စတဲ့ခြေရွာတွေကဒေသခံတထောင်ခံဟာနေရဲစွန့်ခွာစစ်ဘေးရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာတရင်းလာရေးစစ်ဘေးဒုက္ခသည်9000ကျော်အကူအညီတွေလိုအပ်နေပြီးလေချောင်းရံမှာကြောက်လန့်နေရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်တရင်းလာရေးတိုင်းတရင်းလာရေးမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေရတဲ့ဒေသခံ9000ကျော်ဟာစားနပ်ရိက္ခာအပါအဝင်အကူအညီတွေလိုအပ်နေပြီးစစ်ကောင်စီရဲ့လေချောင်းရံကြောင့်နေစဉ်ထိတ်လန့်မှုတွေနဲ့နေထိုင်နေရတယ်လို့စစ်ဘေးရှောင်အကူအညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ် တင်းလာရီမောတောင်လမ်းပိုင်းပြည်တော်စုလမ်းပေါ်ကကြီးွာတွေအတွင်းစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံတွေစစ်ပေးတိမ်းရှောင်နေရတာဟာသုံးလနီးပါးရှိလာပြီးဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့တိန်ခွန်ဗန်လောညောင်မင်ကွင်းထုံးမခါချောင်းနှပေါက်အပါဝင် အနီးအနားကြီးွာတွေကဒေသခံပြည်သူ9000ကျော်ဟာလက်ရှိမှာတော့တောတောင်တွေအတွင်းစုဝေးပြီးစစ်ပေးရှောင်နေကြရတယ်လို့ဖြစ်လို့နေထိုင်နေကြရတယ်လို့သိရပါပါတယ်။ အဲ့ဒီဆေးဘေးရှောင်တွေကိုဆေးဘေးရှောင်ပံ့ပိုးရေးအဖွဲ့တွေက စားနပ်ရိက္ခာဆေးဝါးအကူအညီတွေကူညီပံ့ပိုးနေကြပေမဲ့အကူအညီတွေလိုအပ်နေစေလို့ဆေးဘေးရှောင်ကူညီပေးနေတဲ့အမျိုးသမီးတူကပြောပါတယ်။ဒါပြင်ဆေးဘေးရှောင်တချို့ဟာတောက်သုံးရည်နဲ့အိမ်သာမလုံလောက်မှုတွေကြောင့်ဝမ်းပြဲဝမ်းလျှော်ယောဂဖြစ်ပွားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီကတိုင်းလိုက်မျိုးနယ်အတွင်းတိုက်ပွဲဖြစ်ပွားရာဒေသတွေကမကဘဲ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြီးရွာတွေကိုလည်းနေစင်ဒီပါလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိတာကြောင့်ဆွေပေးရှောင်းတွေဟာလေချောင်းတိုက်ခိုက်ခံရမဲ့အရေးကိုပါထိတ်လန့်ပြီးနေနေညညတတိနဲ့နေထိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကတင်းလာရီမြို့မောတောင်လမ်းပိုင်းကိုနေမြေစိုးမှုမှုရယူဖို့အတွက်စစ်ကြောင်းထိုးလာမှုတွေကြောင့်အဲ့ဒီလမ်းပိုင်းပေါ်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီကတိုက်လေရင်နေနဲ့လေချောင်းတိုက်ခိုက်တာဒရုန်းတွေနဲ့တိုက်ခိုက်တာတွေနဲ့အဓိကခုခံနေတယ်လို့သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကသာမကဘဲတော်လိုင်းအင်အားစုပူးပေါင်းတပ်တွေဘက်မှလည်းအထိခိုက်အကြဆုံးတွေရှိနေတယ်လို့ပူးပေါင်းတပ်တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။မောတောင်ဘက်ကိုစစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်သားတွေဟာကယုံရန်ဒေသတိုင်းစစ်ဌာနချုပ်ကာယခလက်အောက်ခံဘေးခြေဆိုင်ခြေလင်းတရင်ခလာရတရတဲ့ဘုတ်ပြင်းခြေဆိုင်ခလာရနှစ်နှစ်လေးနဲ့ကော့တောင်းခြေဆိုင်ခြေမြန်တရင် ခမာရ၄၃တက်ကဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ကမ်းမလူမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့တွင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကမ်းမလူမြို့နယ်ရွှေဘိုမြကြီးနားကားလမ်းဘေးကကြီးွာတဲ့အနီးမှာစစ်ကောင်စီတပ်ဖွဲ့နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တော်လိုင်းတပ်ဖွဲ့ရေးစီကသိရပါဗျ။ဖေဖော်ဝါရီလ16ရက်နေ့ကစလို့အင်အား200နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားဒီကနေ့မတ်လ9ရက်နေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါဗျ။ ဒီကနေ့မတ်လ9ရက်နေ့မှာလဲပေကြီးနဲ့ငပြောတိုင်းရွာကြားမှာထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့သူကဆိုပါတယ်စစ်ကောင်စီတပ်ဟာပေကြီးရွာနဲ့ငပြောတိုင်းရွာတွေမှာအခိုင်အမာတပ်ဆွဲထားပြီးရွှေဘိုမြကြီးနားလမ်းပိုင်းကိုစိုးမိုးမှု ပုံမှုရရှိဖို့အတွက်နေမြေရှင်းလင်းပုံစံလှုပ်ဆောင်နေပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့နေစင်ဒီပါတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါတယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာကမ်ဘလူ6006တပ်ကနေဇီကုံ ကဆာယာအဲ့ဒီကနေတဆင်ရွှေဘိုမြကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ကွင်ကိုစကဆာအထိုင်းစခန်းကိုဖေဖော်ဝါရီလ19ရက်နေ့မနက်ပိုင်းမှာရောက်ရှိခဲ့ပြီးအဲ့ဒီနေ့မှာပဲပေကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ပေကြီးရွာကိုရောက်ရှိချိန်မှာပြည်သူ30ခန်းကိုဖမ်းဆီးခဲ့ပြီးပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်တာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်ငပြောတိုင်းရွာနဲ့ထနောင်းသုံးပင်ကြီးရွာတွေမှာလည်းပြည်သူပိုင်ပစ္စည်းတွေကိုကားတွေနဲ့ဇီးကုံကဆရာကိုယူဆောင်သွားပြီးတဲ့နောက်ငပြောတိုင်းနဲ့ပေကြီးရွာတွေမှာအထိုင်ချတက်ဆွေးနေကြတာဖြစ်တယ်လို့ဆိုပါရယ်ဒီစစ်ကြောင်းမှာပြည်သူစစ်မှုထမ်းနဲ့ပါလာတဲ့လူတစ်တွေပါတယ်ဝါတော်လောက်ခံပြူတွေပါတယ်ဒီစစ်ကြောင်းကကမ်ဘလူ၃၀ကျွန်းလာမှာရှိတဲ့ကြီးရွာတော်တော်များများကိုမီးရှို့ခဲ့တဲ့အဓိကစစ်ကြောင်းပဲလို့တော်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါရယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ပေကြီးငပြောတိုင်းထနောင်းသုံးပင် အုံတာကြီးရွာတွေအပါဝင်ကြီးရွာခုနှစ်ရွာထက်မနည်းကပြည်သူ2000ကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်းဇီးကုန်းကဆာရကနေရင်းနှီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲတိုက်ခိုက်ရမှာတက်ချက်ကြီးတူတေဆုံးပြီးသူတို့စီးနှင်းလိုက်ပါလာတဲ့ဖောကားတစီကိုမိရှုဖျက်ဆီးနိုင်ခဲ့ကြောင်းကမ်ဘလူခရိုင်တပ်ရင်းလေးကသတင်းထုတ်ပြန်ထားခဲ့ပါဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ထိုင်းမှာဗုဒ္ဓဘာသာဆိုင်ရာအားလရက်တွေမှာအရက်ရောင်းချမှုကိုအကန့်အသတ်နဲ့ခွင့်ပြုဖို့ပြင်ဆင်တဲ့သတင်းကိုမြစည်းမဝိုင်းတို့သူမက်ရွှေနွယ်ကတင်ဆက်ပေးမှာပါ။ထိုင်းနိုင်ငံကပြည်ပခရီးသွားတွေကိုပုံမှုဆွဲဆောင်မှုလှုပ်ရှားမှုရဲ့နောက်ဆုံးအဆင့်အနေနဲ့ဗုဒ္ဓဘာသာအားလျက်တွေမှာခရီးသွားတွေကိုအိတ်ခတ်မှုအရရောင်းချမှုကိုအကန့်အသတ်နဲ့ခွင့်ပြုဖို့အဆိုပြုထားပြီးဖြစ်ပါတယ်။ အစိုးရရဲ့အရရာမကထိန်းချုပ်ရေးကော်မတီကအပြည်ပြည်ဆိုင်ရာလေးစိတ်တွေညအိမ်ရာနေရာတွေဟိုတယ်တွေခရီးသွားနေရာတွေနဲ့အမျိုးသားအထိတ်မှတ်ပွဲတော်ကျင်းပရာနေရာတချို့မှာအဓိကဗုဒ္ဓဘာသာအလယ်ရ9ရက်မှာအရက်ရောင်းချခြင်းကိုမတ်လ၄ရက်နေ့မှာအကြံပြုထားပါတယ်။ဒီအပြောင်းလဲကမေလ17ရက်နေ့ မင်းစာကာပူချာနေမှာအသက်ဝင်လာနိုင်ကြောင်းကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ပရာဆက်ဂျန်တာရန်အန်တန်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံကသူ့ရဲ့ကြော်ကြားတဲ့ကံချီတွေညှင်းဖြော်ပြမှုတွေနဲ့စေးကြောက်ကိုရာဇဝတ်မှုဖြစ်သတ်မှတ်ခြင်းကိုလျှော့ထားတဲ့အာရှရဲ့တခုတည်းသောနိုင်ငံအဖြစ်ရပ်တည်နေတာကြောင့်အာရှထိတ်တန့်ခီးသွားနေရတဲ့ကတခုဖြစ်လာပါတယ်။ဒါပေမဲ့အပူပိုင်းဒေတာအပူတန်ကနေအနာယူလိုတဲ့ခီးသွားတွေအတွက်ဘာသာရေးအလဲရက်တွေမှာဘားတွေပိတ်ထားတာကအံ့ဩပွဲ ဖြစ်နေပါတယ်။ ခရီးသွားလုပ်ငန်းကိုအထောက်အကူပြုစေဖို့ဒါနဲ့သက်ဆိုင်တဲ့စီမင်းတွေကိုဖြည့်လျှော့ပေးဖို့အတွက်စီးပွားရေးအဖွဲ့တွေကတောင်းဆိုပြီးတဲ့နောက်မိုးလက်နှစ်နာရီကနေညနေ9နာရီအထိအရရမကရောင်းချမှုတမြင့်ချက်ကိုပြန်လည်သုံးသပ်ဖို့အတွက်ဝင်ကြီးချုပ်ပေထုံတန်းရှင်နာဝတ်ကပြီးကြတဲ့လမှာအမိန့်ပေးခဲ့ပါတယ် ဗုဒ္ဓဘာသာအားလည်းရက်တွေမှာအဖျော်ရမကယောင်းချခြင်းကိုပိတ်ပင်ထားမှုကကြီးသောလုပ်ငန်းကိုဘလို့ထိခိုက်စေတယ်ဆိုတာကိုပြန်လည်သုံးသပ်ဖို့လဲသူမကအာဏာပိုင်တွေကိုတောင်းဆိုခဲ့ပါတယ်။မက်လာ၄ရက်နေ့မှာကော်မတီကအတီးပြုတဲ့အဆိုကို15ရက်ကြာကြာနာဆစ်ဆေးပြည့်တဲ့နောက်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနထောက်ခံချက်ရယူဖို့နဲ့ဝန်ကြီးချုပ်ထံအတီးပြုချက်ရယူသွားမှာဖြစ်ပါတယ်ရှင်။ Tesla stock share ဈေးနှုန်းတွေဇက်တိုက်ကျဆင်းနေတာကြောင့် share ရှင်တွေက Elon Musk ကိုပို့ပို့စိတ်ပြက်လာတဲ့တဲ့ရင်ကိုကြည့်ရအောင်ပါ။ တက်စလာကုမ္ပဏီရဲ့စတော့ရှယ်ယာဈေးနှုန်းတွေအချိန်6ကြိမ်ဆက်တိုက်ဆက်လက်ကျဆင်းနေတဲ့အတွက်ယင်းဤမြုံနှံသူတွေကအီလွန်မတ်စ်ကိုပုံမိုစိတ်ပြက်လာကြကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အမှုဆောင်အရာရှိချုပ်အီလွန်မတ်စ်ရဲ့မကြသေးမီကလှုပ်ဆောင်မှုတွေနဲ့ဆုံးဖြတ်ချက်တွေကိုရှယ်ယာရှင်တွေကမေးခွန်းထုတ်လာကြတာဖြစ်ပါတယ်။ သူက Twitter မှာကျင့်သုံးခဲ့တဲ့မဟာဗျူဟာအတိုင်း American အစိုးရဝန်ထမ်းတွေကယူထားတဲ့လစာနဲ့ထိုက်တန်တဲ့လှုပ်ဆောင်မှုကိုဖော်ပြဖို့အောင်မြင်မှု၅ခုကိုစည်းပြုစုရန် match ရဲ့အငင်းပွားဝယ်တောင်းဆိုမှုပြုလုပ်ပြီးတဲ့နောက်အဲ့ဒီတုံ့ပြန်မှုထွက်ပေါ်လာတာဖြစ်ပါတယ်အခုခါစု share တွေဇက်တိုက်ကြဆင်းနေတဲ့အတွက် Tesla share ရှင်တွေက Matt ရဲ့လှုပ်ဆောင်ချက်တွေကိုမေးခွန်းထုတ်လာကြပါသေးတယ်။ အထူးသဖြင့် SpaceX, Neuralink, The Boring Company နဲ့ American ဆိုရရဲ့ထိရောက်မှုဆိုင်ရာအဖြစ်ဆောင်ရွက်နေတဲ့သူ့ရဲ့အခန်းကဏ္ဍပေါင်းစုံနဲ့ပတ်သက်ပြီးအဲ့ဒီမကျေနပ်မှုတွေက Matt ရဲ့ကောင်းဆောင်မှုအပေါ်ပုံမူကျေပြန့်တဲ့စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ဖော်ပြပါရယ်။တချိန်ကလျက်စစ်က EV နဲ့ပဲမှာရှေ့ပြေးကုမ္ပဏီအဖြစ်ကြော်ကြားခဲ့တဲ့ Tesla ဟာသူ့ရဲ့တာဝန်ခံမှုနဲ့ပတ်သက်လို့အခြေအတင်ဝေဖန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ Tesla ရဲ့ stock share ကျဆင်းတာကြောင့် share ရှင်တွေက Matt ရဲ့လူမှုမီဒီယာဖြစ်တဲ့ X အရင် Twitter ပေါ်ကသူတို့ရဲ့မကျေနပ်ချက်တွေကိုဖော်ပြခဲ့ပါတယ်။နာမည်ကျော်တပ်ပုံဆရာ Jerry Avini ကလည်း Matt ကိုဒီတစ်ပတ် Tesla share ရှင်တွေအတွက်တင်လုပ်ခဲ့တဲ့အရာ၅ခုကိုမျှဝေပေးပါဒါမှမဟုတ်အဝေးကနေအလုပ်လုပ်နေလာလားဆိုတဲ့ post နဲ့အတူ Tesla ရဲ့ stock ဈေးနှုန်းကျဆင်းမှုကိုဖော်ပြတဲ့ stock share စွမ်းဆောင်ရေး graph ကိုလည်းတွေ့တင်ထားခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေကဝေဖန်နေကြတဲ့အပတ်စဉ်ပြီးမြောက်အောင်မြင်မှုစီးရင်တောင်းဆိုမှုကိုရည်ညွှန်းပြီး Elon Musk ကိုတရော်နေကြတာဖြစ်ပါတယ်။ Tesla ရင်းနှီးမြှုပ်နှံသူတွေကအခုအခါ Matt ရဲ့စကားတွေတုံပြီးဆုံးရှုံးမှုတွေအတွက်သူ့ရဲ့ခေါင်းဆောင်မှုကိုတက်တေပြဖို့တောင်းဆိုနေကြပါတယ်။ရင်းနှီးမြှုပ်နှံသူတွေကြားမှာလဲမကျင်နှက်မှုတွေကြီးထွားလာခြင်းကတချိန်ကမတ်ကိုထောက်ခံသူတွေဟာသူ့ရဲ့ဦးစားပေးမှုတွေနဲ့ Tesla ရဲ့အနာဂတ်ပေါ်တန်ရရှိကြောင်းဖော်ပြနေကြပါဗျ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4460ကျပ်၊စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စေ1563.9ကျပ် ပြင်ပပေါင်စီ3335ကျပ်ဝိပတ္တိယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2200ဒသမ2ကျပ်ပြင်ပပေါင်စီ4955ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ12ကျပ်ပြင်ပပေါင်စီ133ဒသမ31ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ480ဒသမ1ကျပ်ပြင်ပပေါင်စီ1004ကျပ်ပေါင်စီရှိပါတယ် ဖော်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ54သိန်း9000ကျပ်ပြင်ပပေါက်စီ66သိန်း2000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စီ53သိန်း4685ကျပ်ပြင်ပပေါက်စီ62သိန်း3000ကျပ်ပေါက်စီရှိပါတယ် ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2960ကျ၊ပရီမီယံဒီဇယ်တလီတာကို3410ကျ၊အောက်တိတ်92တလီတာကို3230ကျ၊အောက်တိတ်95တလီတာကို3280ကျ။ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6905ကျပ်ပြင်ပပေါက်စီ11000ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျိုးစီမဘရိုင်းတိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါချစ်စုအားပေးကြတဲ့သူတွေအားလုံးကိုချီးစုအထူးတင်ရှိပါရစေမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေခင်ဗျာ